DVB ကိုကြည့်ရှုနေတဲ့ပရိသတ်များမင်္ဂလာပါခင်ဗျာဒီဘက်တွင်မှဖြစ်ပွားခဲ့တဲ့ထူခြားတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီဒီဘက်မှာတော့ထွက်လာတဲ့အစိုးရတရဲမူဝါဒမှာယင်းနှိမ့်မြုံနိုင်မှုအခြေခံအဆောက်အုံစွန့်အင်တဲ့သက်ဆိုင်တာတွေကိုမူဝါဒတသက်ရေးဆွဲမယ်ဆိုတဲ့သတင်းပေါကလိကလုပ်ငန်းရှင်တွေတန်ဖိုးနဲ့အင်အားအကောင့်တွေပေါ်ဖို့မြေနေရာပထမအဦးဆုံးချပေးတော့မယ်ဆိုတဲ့သတင်း နိုင်ငံပိုင်မျိုးတွေကိုငှားရမ်းတာရောင်းချတာနဲ့ပတ်သက်ပြီးတော့လွှတ်တော်ကဥပဒေပြဋ္ဌာန်းပေးတဲ့နယ်လို့တိုင်းဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌကပြောလိုက်တဲ့သတင်းတွေကတော့ဒီဒီဘက်တွင်မှာထူးခြားတဲ့သတင်းတွေပါဒီသတင်းတွေနဲ့အတူတခြားစီးပွားရေးသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာပါခင်ဗျာဆိုတော့တဲ့ပထမဦးဆုံးစီးပွားရေးမူဝါဒကိုဇူလိုင်လ29ရက်နေ့ကနေပြည်တော် MICC2 မှာထုတ်ပြန်ခဲ့ပါတယ်ဒီမူဝါဒထုတ်ပြန်ချက်ထဲမှာပြည်သူကိုဗဟိုပြုပြီးတော့အားလုံးပါဝင်နိုင်တဲ့စင်စက်မပြတ်တိုးတက်မှုရရှိစေဖို့ရည်ရွယ်ချက်နဲ့မျိုးသားပြန်လည်တင်မဲ့ရေကိုဥတီ ပြီးတော့မှတဘာဝတရားဇာတာတွေကိုရေရှည်ထိမ့်သိမ့်မှုနဲ့မြတ်တမန်ကန်အောင်ခွဲဝေ30ဖို့မျှော်မှန်းချက်တွေပါဝင်ပါတယ်မျှော်မှန်းချက်တွေနဲ့အတူရွေချက်၄ချက်နဲ့မူဝါဒ12ချက်ပါဝင်ရေးဆွဲထားပါတယ်မူဝါဒ12ချက်ထဲမှာတော့စိုက်ပျိုးရေးနဲ့စမှုကဏ္ဍဘိုင်းလူဘတ်စုံဖွံ့ဖြိုးတိုးတက်ဖို့ကုသရောင်းဝယ်ရေးကဏ္ဍတိုးတက်အောင်အခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့အသေးစားအလက်စားစီးပွားရေးလုပ်ငန်းတွေကိုပံ့ပိုးကူညီဖို့ဒီပင်ကအသုံးပြုပြီးတော့မှအဂတိလိုက်စားမှုတိုက်ဖြတ်ဖို့ပဝင်းကျင်ထိန်းသိမ်းရေးနဲ့ မျိုးပြဖွံ့ဖြိုးရေးကိုဦးစားပေးလှုပ်ဆောင်မှုတွေပါဝင်ပေမဲ့အများစုအဓိကစိတ်ဝင်စားမှုရှိနေတဲ့ယင်းနှိမ့်မြုံနံမှုအခြေခံအဆောက်အုံစွမ်းအင်နဲ့သက်ဆိုင်တာတွေကိုတော့မူဝါဒမှာထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပါဘူး။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တဦးဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကတော့လူအများစုစိတ်ဝင်စားကြတာယင်းနှိမ့်မြုံနံမှုနဲ့ဆိုင်တဲ့ကိစ္စဖြစ်ကြောင်းဒီကဏ္ဍကအလွန်အရေးကြီးလို့ မူဝါဒစာရန်တသက်ထုတ်ပြန်မှာဖြစ်ကြောင်းပြောပါရတယ်။လက်ရှိထုတ်ပြန်တဲ့အချက်တွေကတော့နိုင်ငံရဲ့ရေဘူးကစီးပွားရေးမူဝါဒတွေပဲဖြစ်ပြီးတော့စွမ်းအင်အခြေခံအဆောက်အုံနဲ့ယင်းနှမြုံနှံမှုတွေကိုနောက်ပိုင်းမှာအသေးစိတ်ဖော်ပြသွားဖို့ရှိရလို့ဆိုပါရခင်ဗျာ။လက်ရှိဒီလိုဝါရှယ်ယာဈေးနှုန်းဟာ stock share တက်တန်းတစ်လျှောက်လုံးမှာအနေအဆုံရောက်လာပြီးတော့အယောင်းဝယ်ပါအနေအဆုံအဆင့်မှာရောက်ရှိလာပါတယ်။ဒီသတင်းကိုတော့ကြော်စရာကပေးပို့ထားပါတယ်။ တီလွာအများပိုင်းကုမ္ပဏီကရှယ်ယာမျက်စွန်းနဲ့မပေးသေးတဲ့ဇူလိုင်လ26ရက်နေ့ထိတော့ stock share ဈေးကွက်ထဲမှာရောင်းဝယ်လဲကောင်းခဲ့တဲ့ပြင်ရှယ်ယာဈေးနှုန်းတွေကလည်းတည်ငြိမ်ခဲ့ပါတယ်။ဒါပေမဲ့ရှယ်ယာဝယ်ယူသူတွေကိုအမျက်ပေးတဲ့ဇူလိုင်လ26ရက်နေ့အပြီးဒီနေ့29ရက်နေ့မှာတော့တီလွာရှယ်ယာဈေးက stock share တစ်တန်းတစ်လျှောက်မှာအနေဆုံးကိုရောက်လာတာပါ။တီလွာဟိုဒီဗီဒယ်26နေ့ပေးပြီးတဲ့ချိန်မှာ50 51ကနေဖြစ်ပြီ။ဟိုဒုတိယတနေ့ကျတော့ 49လို့48တွန်း46ထိကြာကြာလာဆိုတော့အမမကဘယ်လိုပြောလဲအတိုးယူပြီးတဲ့အချိန်ကျတော့တချို့ကပြန်ထုတ်ရောင်းကြတော့ဒါဈေးကွက်ကြီးကငွေတွေကနည်းနည်းအေးနေတော့အေးတော့ဒီဥစားတက်ဖက်နဲ့အကြဖက်နဲ့ကျွန်တော်တို့မြင်မှာဆိုတော့ဟိုနည်းနည်းကြာမယ်လို့မြင်တော့ဘာဖြစ်လို့လဲဆိုတော့အဓိကအဝယ်ပေါ့အဝယ်လက်ကမရှိဘူး ဒီလို stock share ရောင်းချတဲ့ company တွေအနေနဲ့ share အမျက်စွန်းတွေထုတ်ပြန်ကြေညာတာနဲ့ share အမျက်တွေပေးပြီးတဲ့နောက်မှာတော့ company တွေအပေါ်မှာ share ရှင်တွေရဲ့စိတ်ဝင်စားမှုကလည်းပြောင်းလဲလာပါတယ်ဒီ company ကလည်းနှစ်ခုပဲရှိတာနှစ်ခုဆိုတော့သူ ਆ နဲ့သူစိတ်ဝင်စားတဲ့လူတွေကရှိပါတယ်เนาะအဲ FMI လည်းသူပေးတတ်တဲ့သူရှိလေဒီဒီလိုကအစည်းအဝေးဆိုလည်းသူပေးတတ်တဲ့သူရှိပါတယ်เนาะရှိတယ်ဒါပေမဲ့ဒီ dividends ဟိုဟာတွေကြေညာပြီးတဲ့နောက်ပိုင်းမှာတော့ เนาะဒါကြီးလိုက်မယ်ဆိုတော့ FMI ကဟိုရင်းရတာ ਨੇ ရတဲ့အချိုး ਨੇ ဒီလဝရတဲ့အချိုး ਨੇ ကတော့မတူဘူးပေါ့ဗျာအဲ့ဒီပုံမှာလဲလူတွေအမြင်လေးတွေတချို့ငွေက FMI ကြိုက်နေရတာနေမကြိုက်တော့ဘူးဖြစ်သွားတာเนาะအဲ့ဒါမျိုးလေးတွေတော့နည်းနည်းလေးတွေတော့ဟိုကြားရတယ်ပေါ့လက်ရှိတီလဝါနဲ့ FMI ကုမ္ပဏီနှစ်ခုရဲ့ share တွေကိုတော့ stock share ဈေးကွက်ထဲမှာစိတ်ဝင်စားမှုလုံးဝမရှိတော့ဘူးလို့ share ရှင်တွေကပြောပါတယ် ဇူလိုင်လ29ရက်နေ့မှာတော့ဈေးကွက်ထက်မှာတီလဝါရှယ်ယာဈေးကငွေကျပ်4600ရှိပြီးရောင်းဝယ်ကလည်းစုရှယ်ယာ9000တစုပဲရှိပါတယ်။ဒါဟာအရင်နေ့တွေက ရှယ်ယာရောင်းဝယ်ဖြစ်ပေါ်တာထက်3ဆကျော်ယွန်နေသွားတာပါ။ FMI share ဈေးကတော့ငွေကျပ်2000ဖြစ်ပြီးအစု share 1000ကျော်ရောင်းဝယ်ဖြစ်ပေါ်ခဲ့ပါတယ်ကျွန်တော်ကတော့ကြော်စရာပါပြည်တွင်းစီးပွားရေးကဏ္ဍမှာအစိုးရအဖွဲ့အစည်းအပါအဝင်နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုရှိနေတဲ့ ကုန်းသယ်ဆက်မှုအတင်းကျောရဲ့အတင်းအဖွဲ့စီးမင်းတွေဟာအားနည်းမှုရှိနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်တချို့ကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုတော့ဦးတိုက်စင်ကပေးပို့ထားပါတယ်ခင်ဗျာဒီတွင်စီးပွားရေးကဏ္ဍမှာအဓိကတာဝန်ယူဆောင်ရွက်နေတဲ့ကုန်းသယ်ဆက်မှုအတင်းကျော UNFCCI ဟာတင်းပွဲစီးမင်းရအချုပ်မှုဆိုင်ရာစီမံခန့်ခွဲခွင့်အတွက်တာဝန်ထမ်းဆောင်ရမယ့်သူတွေကို၃နှစ်တကြိမ်ရွေးချယ်ဆုံးဖြတ်ပေးနေတာပါဒီအတွက်ကုန်းသယ်ဆက်မှုအတင်းကျောရုံးမှာ 2016ကနေ2019ဘဏ္ဍာရေးနှစ်အတွက်တာဝန်ယူထမ်းဆောင်မဲ့သူတွေကိုရွေးချယ်ဖို့အတွက်ရွေးကောက်ပွဲကလည်းလာမယ့်စက်တင်ဘာလ18ရက်နေ့မှာကျင်းပသွားဖို့ရှိပါတယ်။ဒါပေမဲ့လက်ရှိပြဋ္ဌာန်းထားတဲ့တင်းဖွဲ့စည်းမျဉ်းဟာအားနည်းမှုတွေရှိနေလို့ရွေးကောက်ပွဲမတိုင်မီပြန်လည်ပြင်ဆင်ဖို့စီးပွားရေးလုပ်ငန်းရှင်တွေကဆန္ဒရှိနေပါတယ်။ဟိုအတင်းသားတယောက်အနေနဲ့ဒါရိုက်ဘုံလုံးမဆောင်လုပ်ခွင့်မရှိဘူးပေါ့နော်။ဒါဥပဒေဒုဥပဒေကြံတဲ့တွေ့ဖို့ကြံတဲ့နေရာရင်လုပ်ခွင့်မရှိတဲ့အနေအထားမျိုးရှိနေအောင်ဒါတစ်ချက်တော့ UMS စံရဲ့ထောက်ပံ့စရာအချက်အချက်အနေနဲ့ရှိနေအောင် ဂျန်နဲ့အတင်းဖွဲ့အားလုံးကတော့ဒါလိုက်သွားလင်းသားအစင်းရနေပြီးလုံးဝဆောင်မိုးလုံးဝဆောင်နောက်ဆုံးဩဝါဒအထိရွေးချယ်ခွင့်ရှိပြီမယ်ရွယ်မဲ့စစ်စဲမှာတော့ဒီအချက်အချက်ရှိတယ်။ဒါပြီးခဲ့တဲ့၃လလတော့ဒါကိုပတ်သက်ပြီးတင်းဖွဲ့စီမံပြင်ဖို့တော့ကျွန်တော်တို့သူတို့စဉ်းစားတာရှိတယ်။ဂျန်နဲ့ပတ်သက်ပြီးတင်းဖွဲ့စီမံပြင်ဖို့ဆိုရင်ကော်မတီဖွဲ့ဖို့သူတို့လုပ်တာပေါ့နော်ကျွန်တော်တို့အောင်စဉ်းပြီးခဲ့သူတို့လည်းပဲဒီမှာစီမင်းနဲ့ပတ်သက်ပြီးဥဒတိပြင်ဆင်တာမရှိခဲ့ပဲနဲ့ရွေးောက်ပဲလို့လုပ်လို့လည်းကြောင်းမလို့ဒီအချက်အခုတော့ပြင်နေတာတော့မတွေ့ရအောင် ကွန်ဒက်ဆမှုတင်ချုပ်ကရေးဆွဲထားတဲ့တင်းဖွဲ့စီမံပါဝင်ယူကော့ဘက်စနစ်နဲ့ပတ်သက်လို့ DPP ကသက်ဆိုင်ရာတင်းဖွဲ့စီကဒူးဥက္ကဋ္ဌရာထူးတာဝန်ယူထားတဲ့သူကိုတလီဖုန်းကတဆင့်ဆက်သွယ်ခဲ့ရာဖြေဆိုမှုများခဲ့ပါဘူးလက်ရှိကွန်ဒက်ဆမှုတင်ချုပ်မှာပြဋ္ဌာန်းထားတဲ့တင်းဖွဲ့စီမံဟာအရင်တက်မလို့အစိုးရလက်ထက်ကယူဆက်ခဲ့တဲ့အစိုးရအကြိုက်လိုက်ပါပုံဖော်ပေးနိုင်အောင်ရေးဆွဲထားတာဖြစ်လို့အများအကျိုးကိုအမှန်တကန်တည်ပိုးနိုင်တဲ့ခေတ်ပညာတဲ့လူငယ်တွေပါဝင်လာဖို့အတွက် ိတ်ဆို့တားဆီးထားတာမျိုးဖြစ်နေတယ်လို့မြန်မာနိုင်ငံစံပါတင်းချုပ်ဥက္ကရာဦးချစ်ခိုင်ရဲ့ Facebook စာမျက်နှာမှာဝေဖန်ထောက်ပြထားပါတယ်ခင်ဗျာကျွန်တော်တိုင်စင်သတင်းပေးပို့ထားတာပါတမုန်နဲ့အရာတွေကိုတိစောက်ဖို့အတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနကပုပ်လိကလုပ်ငန်းတွေကိုမြေနေရာပထမအဦးဆုံးခြာသွားပေးမယ်လို့ဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ဦးစိုးအောင်က DVB ကိုပြောပြပါတယ်အရင်အစိုးရလက်ထက်ကပုပ်ကလေးကလုပ်ငန်းရှင်တွေကတမုန်နဲ့အရာတိစောက်ဖို့အတွက်မြေနေရာရှောက်ထားခဲ့ပေမဲ့လည်းရရှိခဲ့ခြင်းမရှိပါဘူးအခုခါမှာတော့မြန်မာနိုင်ငံရဲ့အင်အားလိုအပ်ချက်ပြည့်မီအောင်လို့ တမုန်နဲ့အင်ယာတွေကိုအစိုးရက20ရာခိုင်နှုန်းနဲ့ပုဂ္ဂလိကခန္ဓာက80ရာခိုင်နှုန်းအကောင့်ထည့်ဖော်ဖို့မူဝါဒရှိလာပါတယ်။ဒီလိုမျိုးနေရာပေးဖို့ကတော့စောက်လို့ရေးဝန်ကြီးဌာနပိုင်းမြေတွေနဲ့သက်ဆိုင်ရာတိုင်းနယ်ပြည်နယ်အစိုးရအဖွဲ့တွေပိုင်းနဲ့မြေနေရာတွေကိုခြားထားပေးမှာပါ။ဒါကြောင့်မို့လုပ်ငန်းရှင်တွေအနေနဲ့တမုန်နဲ့အင်ယာတွေအကောင့်ထည့်ဖော်ခြင်းလို့မြေနေရာလျှောက်ထားခြင်းနဲ့ဆိုရင်တော့စောက်လို့ရေးဝန်ကြီးဌာနလက်အောက်ကအစိုးဦးဦးကြီးဌာနကိုလျှောက်ထားနိုင်တယ်လို့ဌာနရဲ့ပြောရေးဆိုခွင့်ရတဲ့ပုံကိုတူဦးဖြစ်တဲ့ဦးစိုးအောင်ကပြောပြပါရခင်ဗျာ။ 2015-2016ဘဏ္ဍာနှစ်မှာမြမလေယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ကျန်းဝေဆယ်ဘီလီယံကျော်အရှုံးပေါ်ခဲ့တယ်လို့စိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူကပြောပြပါတယ်။ဇူလိုင်လ28ရက်နေ့ကမြို့သားလွတ်တော်အစည်းအဝေးမှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုအရှုံးပေါ်ခဲ့ရတာဟာ2014-2015မတိုင်မီကမြမစီးပွားရေးဘဏ်ကနေအတိုးနှုန်း400ခန်းတုန်းနဲ့ချေယူခဲ့ပြီးတော့တောင်သူတွေကို8.5သန်းနဲ့ချေခဲ့ပါတယ်။2014-2015ဘဏ်ဒါနှစ်ကစပြီး တောင်သူတွေကိုအတိုးနှုံး900ခိုင်နှုံးရှော့ချေခဲ့ရပြီးတော့မှပြန်ရတာတွေလည်းရှိခဲ့တဲ့အတွက်ကြောင့်မလို့အရှုံးမပေါ်ခဲ့ပေမဲ့2015 2016ဘဏ္ဍာနှစ်မှာတော့ကြွေးကြံစည်ရင်းနေကြောင်းမလို့စည်ရင်းအရအခုလိုအရှုံးပေါ်ခဲ့ရတာဖြစ်တယ်လို့ဒေါက်တာအောင်သူကပြောပြပါဗျ။မြမလေယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ပြီးခဲ့တဲ့10နှစ်တာကာလအတွင်းမှာအသက်တင်အမြတ်စုစုပေါင်းကျပ်ငွေ54ဘီလီယံကျော်ရရှိခဲ့ပြီးတော့နိုင်ငံတော်ကိုစုစုပေါင်း58ဘီလီယံကျော်ထည့်ဝင်နိုင်ခဲ့ပါတယ်ခင်ဗျာ။နေဇာကုံတွယ်ရေးမှာတရားမဝင်ကုံတွယ်မှုတွေကြာဆင်းဖို့ဆိုလို့ရှိရင် နိုင်ငံငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးဖို့လိုအပ်နေတယ်လို့လုပ်ငန်းရှင်တွေကပြောပြပါဗျ။ပြည်ဖြိုးကျော်ကပြောထားပါဗျ။မြန်မာနိုင်ငံနေဆက်ဒေသတွေနဲ့နယ်နိမိတ်ပိုင်းပေါင်းများစွာထိစပ်နေတဲ့နိုင်ငံတွေရှိနေပြီးအဲ့ဒီနိုင်ငံတွေကနေတရားမဝင်ကုန်သွယ်မှုတွေရှိနေပါတယ်။အရင်ဆိုရလက်ထက်ကမိုဘိုင်းတင်းတွေနဲ့တရားမဝင်ကုန်သွယ်မှုတွေကိုထိန်းချုပ်ခဲ့ပေမဲ့အတိုင်းအတာတစ်ခုထိပဲလှုပ်ဆောင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကနေသဘောဝတရားစာတတွေဖြစ်တဲ့ကျွန်းသစ်ကြောက်စိမ့်တွေကိုအများဆုံးတရားမဝင်ခုန်ကူးနေတာတွေရှိသလိုနေဆက်ကနေအစားအသောက်ပါဝင်အိမ်သုံးပစ္စည်းတွေကိုလည်းတင်သွင်းနေပါတယ်။ဒါကိုထိန်းချုပ်ဖို့ဆိုရင်နေမြင့်ငင်းငန်းရင်းနဲ့တရားဥပဒေစိုးမိုးရေးလိုအပ်နေတယ်လို့လုပ်ငန်းရှင်တွေကသုံးသပ်ပြောဆိုလိုက်တာပါ။ကျွန်တော်တို့နိုင်ငံကိုအမှန်တကယ်တင်သွင်းနေတဲ့စိရင်းတွေကိုတပတ်နိုင်ငံတွေကိုအမှန်တကယ်တောင်းကြည့်ပြီးသားတောင်းကြည့်ဘူးသလား။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။နော်။ illegal illegal trade ကို ကျွန်တော်တို့ကအာမပေးသင့်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီ electric ကမမြုံမနိုင်တဲ့တို့ကစိုးကျိုးတွေဖြစ်စေတယ်ဟုတ်တယ်ဟုတ်တယ်အင်းကြီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့ nested တခြားမှာ chancellor ခတ်ပြီးတရားမဝင်ကုန်သွယ်မှုတွေတားဆီးပါတယ်ဒီလိုတရားဝင်ကုန်ကူးတာတွေကိုရက်တက်နိုင်ပြည်တွင်းမှာကုန်ထုတ်လုပ်မှုတွေတိုးတက်လာမယ်အပြင်နိုင်ငံတော်အခွန်ငွေလည်းပုံမှုရရှိလာမှာပါပြည်တွင်းပစ္စည်းတွေကဈေးလည်းပေါ်မယ်အခြေစိုးလည်းရှိမယ်เนาะလူတွေလက်လက်ဆက်ဆံလည်းစားရမှာဆိုရင်ဘယ်သူမှ ိုင်ငံခြားပြည်စီကိုမဆောင်မဆိုင်ရင်ဝယ်သူမရှိဘူးဝယ်သူမရှိရင်ရောင်းသူမရှိရောင်းသူမရှိရင်တဲကျူမရှိဘူးတဲကျူမရှိရင်နေကြမှာတရားမလုပ်တဲ့လူမရှိဘူးဒီလိုရှင်ပြိုင်နဲ့အားနဲ့ပဲလုပ်ရမှာတခြားအားနဲ့လုပ်လို့မရဘူးမြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ထိုင်းတရုတ်အိန္ဒိယကနေမှောင်ခိုကုန်သွယ်မှုတွေအများပြားရှိနေပြီးအဲ့ဒီထက်ကမှတရုတ်နိုင်ငံကနေရေသွေးမမီတဲ့လူသုံးကုန်စားတောက်ကုန်တွေပို့မိုပြီးဝင်ရောက်နေပါတယ်ကျွန်တော်ကတော့ပြည်ဖြူကြော်ပါနိုင်ငံပိုင်မျိုးတွေကိုငှားရမ်းလာရောင်းချတာနဲ့ပတ်သက်ပြီးတော့လွတ်တော်ကဥပဒေပြဋ္ဌာန်းပေးတဲ့ညောင်း တိုင်းဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌကပြောပါရယ်ဒီသတင်းကိုတော့တာယာကမန်လေးမြို့ကနေပေးပို့ထားတာပါပထမအကြိမ်လွှတ်တော်တွေကျင်းပပြီးဒုတိယအကြိမ်များလွှတ်တော်တွေကိုကျင်းပခဲ့တာ6လရှိပြီမဲ့နိုင်ငံပိုင်မြေတွေကိုငှားရဲရောင်းချမှုနဲ့ပတ်သက်တဲ့ဥပဒေကိုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးလို့နိုင်ငံဘတ်ဂျက်ဝင်ငွေအတွက်ဥပဒေပြဋ္ဌာန်းသင့်တဲ့အကြောင်းတိုင်းဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌကပြောပါရယ်အဲ့ဒီအရာတကယ်တော့ပြဋ္ဌာန်းသင့်တဲ့အကြောင်းကိုကျွန်တော်ကျွန်တော်ကလည်းမသုံးသပ် ိုင်ငံတော်အရပြပြထားနိုင်တယ်လို့တိုင်းဒေသကြီးအရပြပြထားတယ်။ဒါကြောင့်မို့ဒီနေ့ဒီချိန်မှာဘာတွေဖြစ်လဲဆိုရင်တော့တိုင်းဒေသကြီးပိုင်းပစ္စည်းများလည်းမသိတစ်ခါလေမှနိုင်ငံတော်ပိုင်းပစ္စည်းများလည်းမသိဘယ်ဟာလို့မှခွဲခြားမှလည်းမသိပဲနဲ့တစ်ခါလေမှနိုင်ငံတော်ကပဲကြောင်းလိုက်လို့ပဲဖြစ်သွားလို့တစ်ခါလေပြည်နယ်တွင်းတိုင်းဒေသကြီးအရပဲဟိုဟာဘောနောဟိုတိုင်းဟိုနိုင်ငံတော်ကရောင်းလိုက်လို့ရောင်းရတာမျိုးလို့နှားလိုက်မှနှားထိုက်လို့နှားရတာမျိုးတွေအများကြီးဆိုတော့သွားတွေ့ရတယ် တိုင်းနယ်ပြည်နယ်တွေကအစိုးရပိုင်မြေတွေရှိတာစီပင်ပိုင်မြေတွေရှိတာကြောင့်ပုဂလိကလုပ်ငန်းရှင်တွေကိုငှားရမ်းရောင်းချတာတွေတချို့ရှိခဲ့ပါတယ်။မန္တလေးတိုင်းမှာ2015စကြဘာနာနှစ်အတွက်စီပင်ပိုင်မြေငှားရမ်းမှုကနေကျက်တန်းပါ11,480ကျော်ရရှိတယ်လို့မန္တလေးမြို့တော်စီရင်သာရေးကော်မတီကပြောပါတယ်။ရောင်းတာတော့မရှိပါဘူး။ငှားရမ်းနေဆိုတဲ့နေရာမှာကျွန်တော်ဒီ ီတန္တရာနဲ့ကိုက်ညီတော့ဈေးနှုန်းမလုံနိုင်တဲ့အနေအထားပေါ့ရခိုင်ရခိုင်တွေ့ကြုံရတဲ့တွေ့ကြုံနဲ့ပေါင်းဆက်ပြီးတော့လုပ်တယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကစီမနာရေးကော်မတီကကိုဝင်ဝင်ကိုရှာပြီးတော့ရည်တည်ရတဲ့အဖွဲ့အစည်းဖြစ်တာဖြစ်တဲ့အတွက်ဟို တက်နိုင်ဆုံးဝင်ငွေရရှိဖို့နည်းလမ်းတွေမျိုးစုံကိုစဉ်းစားပါတယ်။စီပင်ပိုင်မြေတွေကိုရောင်းချတာမရှိပေမဲ့ဟိုတယ်လုပ်ငန်း၊ကောက်ကွေးလုပ်ငန်းတွေအတွက်နှစ်ရှည်မြေငားရန်တာ၊စောက်တော့ဆိုင်လုပ်ငန်းနဲ့လူသုံးကုန်ပစ္စည်းတွေအတွက်နှစ်စဉ်စာတုံးနဲ့ငားရန်ပေးခဲ့တာပါ။ငားရန်ရရှိတဲ့ဘတ်ဂျက်တွင်ငွေတွေကိုမန္တလေးမြို့တော်တိဆောက်ရေးအတွက်အသုံးပြုခဲ့တယ်လို့စီမင်သာရေးကော်မတီကထုတ်ပြန်ထားပါတယ်ရှင်။ကျွန်မကတာယာပါရှင်။ရန်ကုန်မြို့ရဲ့တယ်ယူပို့ဆောင်ရေးစနစ်ကို2016ခုနှစ်အတွင်းမှာ လက်ရှိအနေအထားထက်30ရာခိုင်နှုန်းလောက်ပြောင်းလဲဖို့အတွက်မျှော်မှန်းထားတယ်လို့ရန်ကုန်တိုင်းဒေသကြီးတဲယူပို့ဆောင်ရေးကြီးကြပ်ကုကဲမှုအာဏာပိုင်အဖွဲ့အစည်းကပြောဆိုလိုက်ပါတယ်။နွေနီကသတင်းပေးပို့ထားပါတယ်။ရန်ကုန်မြို့တော်ရဲ့တဲယူပို့ဆောင်ရေးစနစ်ကိုပြောင်းလဲဖို့အတွက်ရန်ကုန်တိုင်းဒေသကြီးတဲယူပို့ဆောင်ရေးကြီးကြပ်ကုကဲမှုအာဏာပိုင်အဖွဲ့အစည်းကိုဇူလိုင်လ10ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကနိုင်ကအနေနဲ့ဦးဆောင်ပြီးဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းအနေနဲ့လက်ရှိမှာတော့ရန်ကုန်မြို့တော်ရဲ့ bus car စနစ်ကိုပြောင်းလဲဖို့အဓိကလှုပ်ဆောင်လျက်ရှိပြီး2016ခုနှစ်အတွင်းမှာတော့တည်ယူပို့ဆောင်ရေးနဲ့ပတ်သက်တဲ့စနစ်၃ခုကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့အဲ့ဒီအဖွဲ့အစည်းမှာအတွင်းရေးမှူးကပြောပါတယ်။နော်နံပါတ်၁ကတော့ bus car ဒုတိယကတော့ water taxi ကိုလည်းဒီဒီနှစ်ထဲမှာပြည်လို့ရအောင်ဆရာတို့ကိုလုပ်နေမှာနော်။ဒါနဲ့ဆရာတို့ကတော့ဟိုအရင်တုန်းကဆွဲသလိုတင်မောင်းနေဆုံးမှာမဟုတ်ပါဘူး။ဟိုကြောက်ဖရမ်းမှာဆွဲတဲ့ပုံစံမျိုးပေါ့နော်။အမြန်ရင်နေနဲ့ဆုံးမှာဖြစ်ပါတယ်။ เนาะဒါလည်းဟိုဆရာတို့ဒီနေ့ထက်မှလုပ်မယ်နောက်တစ်ခုဆရာတို့ဟိုပါအကောင့်တွေ format ဟာထဲမှာဒီခုနပြောတဲ့ဒီခုနပြောတဲ့ဘောเนาะဒီ automatic ဒီပုံမှာခေါ်တဲ့ triple light system ဘောเนาะဒီအဲ့ဒီဟာနဲ့ဒီခုနပြောတဲ့ command center ရဲ့ဒီစီမံကွန်ကရစ်ဘောဟာဒီနေ့ထက်မှသာမဖြစ်ပါတယ်ဒီသုံးဘောတော့သိကြတယ်ဆရာတို့မျှော်မှန်းတာတော့ဆရာတို့ဒီနှစ်ကုန်လောက်ဆိုရင်ဘောเนาะလက်ရှိဟာရဲ့ဆရာတို့30%တော့ဆရာတို့ဖြည့်ရှင်းနိုင်မယ်လို့ဆရာတို့အဲ့လိုမျှော်လင့်ပါတယ် အခုလိုရန်ကုန်မြို့တော်ရဲ့တည်ယူပို့ဆောင်ရေးစနစ်ကိုအာဏာပိုင်အဖွဲ့အစည်းကနေတိုက်ရိုက်ကင်တွယ်မှာဖြစ်တဲ့အတွက်အရင်ကလိုမဟုတ်တော့ပဲအရေးယူမှုအပိုင်းတွေကိုမော်တော်ယာဉ်ဥပဒေမှာပါရှိတဲ့အတိုင်းလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ bus car စနစ်ကိုပြောင်းလဲဖို့အတွက်အများပိုင်းကုမ္ပဏီတွေဖွဲ့စည်းရမှာဖြစ်တာကြောင့်ရင်းပိုင်ရှင်တွေနဲ့ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။တွေ့တဲ့ခါမှာအခုတော်တော်လုံနေတာကတော့လက်ရှိ line တွေပေါ့နော်။ဆရာလက်ရှိ line တွေကိုဆရာတို့ short ပုံပေါ့နော်။ဟို350နဲ့7 line ပေါ့အခုတော်တော်ရှိတာပေါ့နော်။ဒါအောင်လဲဆရာတို့မှတ်နာတော့ ဟိုလိုင်း90ငွေကြေးကတော့50လောက်တိချော့ချင်တယ်ပေါ့နော်ဒါလည်းဆရာတော်က step by step ချော့အောင်မှာပေါ့ချက်ချင်းကြီးတော့လုပ်လို့မရသေးဘူးအခုဖွဲ့စည်းလိုက်တဲ့အာဏာပိုင်ဖွဲ့စည်းဟာရန်ကုန်မြို့ရဲ့တည်ယူပို့ဆောင်ရေးစနစ်ကိုအထူးကထားလှုပ်ဆောင်မှာဖြစ်တဲ့အတွက် bus car line တွေမဟုတ်ပဲမြေထားလမ်းကြောင်းတွေရေလမ်းကြောင်းကနေသွားလို့ရတဲ့စနစ်တွေအထိပါလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့တည်ယူပို့ဆောင်ရေးမှာ bus car နဲ့သွားလာတဲ့ပြည်သူလူထုက2တန်းခွဲလောက်ရှိပြီမြေထားနဲ့သွားလာတာကတော့8000လောက်ပဲရှိတဲ့အတွက် bus car စနစ်ကိုအထူးကထားလှုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ကျွန်မကတော့နေနေပါရှင် ဒီရက်တွေမှာထူးခြားဖြစ်ပေါ်ခဲ့တဲ့စီးပွားရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါနောက်တစ်ပတ်တွေမှာလည်းထူးခြားတဲ့စီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါ DVB ကိုကြည့်ရှုအားပေးကြလို့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တာနိုးပဲပါ